တရားပွဲကို organize လုပ်တဲ့လူတွေရှိတယ်။ဆိုလိုတာကတရားပွဲမှာ အလှခံတဲ့လူတွေပေါ့။တတိထားဖို့ကောင်းတာတွေကဓမ္မပူဇာများများရအောင်ဒီလိုအလှခံတာမျိုးတွေလုပ်ကြတယ်။ဘုန်းကြီးတို့တစ်ခါတလေကျတော့စိတ်မကောင်းဘူး။စိတ်မကောင်းဘူးဆိုတာဘာလဲဆိုရင်တို့လှူလိုက်တဲ့ဓမ္မပူဇာလေးတွေချိန်လိုက်လို့ရှင်ဆင်းရဲသားတွေရဲ့ခါးကြားက ထွက်လာတဲ့ အနွမ်းလေးတွေတွေ့ရအေးဒါလေးတွေကတော့သူခင်ဗျာတရားနာခြင်းရှာလို့လို့ပိုက်ဆံပေးနာရတဲ့အထိပ္ပယ်မျိုးဖြစ်နေတယ်ဒါမဖြစ်သင့်ဘူးဓမ္မပူဇာလှူတဲ့လူကလှူခြင်းလှူမလှူခြင်းနေဘုန်းကြီးဆိုတာတရားပွဲလာဟောမှာပဲဓမ္မပူဇာရခြင်းလို့တရားပွဲဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဒီလိုသာဖြစ်ရတယ် ဓမ္မပူဇာရလို့တရားဝဲဟောတရားဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဓမ္မပူဇာရတယ်ဆိုတာလှူတဲ့လူအတွက်ကုသိုလ်ပဲသူကလည်းတရားကို ပူဇော်တာဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒါကိုမမျှော်ကိုးရဘူးအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အယောင်းအဝယ်တစ်ခုဖြစ်လာနိုင်တယ်ပေါ့နာမည်ကျော်ဆရာတော်ကြီးတပါးဘွဲတော်ထုတ်မပြောတော့ ခွန်ကြီးတော့လည်းလူစုံတော့ကြားရတဲ့ပေါ့ဒါမျိုးတရားပွဲမှာတရားဟောပြီးရေစက်ပါချပြီးဆရာတော်ကကားပေါ်ရောက်ပြီးပြန်တော့မယ်တရားပွဲစီစဉ်တဲ့ပုံကိုယ်တွေကခဏနေပါအောင်ခဏနေပါအောင်စဉ်ရင်းရှင်းလို့မပြီးသေးလို့တဲ့အဲ့ဒါဘာလို့ဆိုရင်ဓမ္မပူဇာတဲ့ကငွေကိုအတန်ချက်စက်ငှားကားကဘလောက်ဖြာငှားကားကဘလောက်မီးငှားကားကဘလောက်ဆက်ငှားကားကဘလောက်ဆိုတော့အဲ့ဒီစဉ်ရင်းရှင်းတာမပြီးသေးလို့တဲ့ ဓမ္မပူဇာကိုမလှူနိုင်သေးဘူး။ဒါတကယ်ဖြစ်တာပုံမြင်မဟုတ်ဘူး။ဗမာပြည်မှာဒီလိုဖြစ်နေတာတွေရှိတယ်။အဲ့ဒါမျိုးကမဖြစ်သင့်ဘူး။